ထိုင်းနိုင်ငံမှာဖျက်သိမ်းခံခဲ့ရတဲ့ Move for Europe Party MFP ရဲ့ခေါင်းဆောင်ဟော ပီတာလင်ဂျာရွန်ရက်ကလာမယ့်9ရက်နေ့အလွန်မှာဝင်ကြီးချုပ်ဖြစ်လာဖို့ရည်မှန်းထားတယ်လို့ပြောကြားခဲ့ကြောင်းဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။ပီတာဟာနိုင်ငံရေးလှုပ်ခွင့်ဆင်းနှစ်ပြည်ပင်ခံထားရပြီးနောက်လာမယ့်9ရက်နေ့ပြည်ပင်ခံထားရတဲ့ကာလအပြီးမှာနိုင်ငံရေးလောကကိုပြန်လည်ဝင်ရောက်ပြီးထိုင်းနိုင်ငံရဲ့အကောင်းဆုံးဝင်ကြီးချုပ်ဖြစ်လာဖို့ရည်မှန်းထားပါတယ်။ကျွန်တော်ဟာဘူးတုဒ္ဒတာရှိဘူးဘို့နိုင်ငံအနှံ့ကိုခီးထွက်နေပါတယ်။နောက်9ရက်ကြာရင်တော့ထိုင်းနိုင်ငံရဲ့အကောင်းဆုံးဝင်ကြီးချုပ်ဖြစ်ကျွန်တော်ပြန်လာခဲ့မှာပါလို့ပီတာကမေလ၄ရက်မှာသူ့ကိုထောက်ခံသူတွေကိုပြောကြားခဲ့ပါတယ်။ပီတာဟာဖြတ်သိမ်းခံခဲ့ရတဲ့ပါတီဝင်တွေအသစ်ဖွဲ့စည်းခဲ့တဲ့ပြည်သူ့ပါတီ PP ရဲ့ကိုယ်စားလှယ်လောင်းတွေအတွက်မဲဆွဲစည်းရုံးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။လက်ရှိမှာပြည်သူ့ပါတီ PP မှကိုယ်စားလှယ်လောင်းတွေဟာခွန်ခံပြည်နယ်နဲ့အခြားပြည်နယ်တွေမှာမြို့တော်ဝင်နေရာတွေနဲ့ကောင်စီဝင်နေရာတွေအတွက်ရွေးကောက်ပွဲဝင်ရောက်ရှင်းမြန်မှုပြင်ဆင်နေပါတယ်။အဲ့ဒီရွေးကောက်ပွဲကိုမေလ10ရက်မှာပြုလုပ်မှာဖြစ်ပါတယ်။ပြည်သူ့ပါတီဟာဖေဖော်ဝါရီလကပြုလုပ်ခဲ့တဲ့ဒေသနာရွေးကောက်ပွဲတွေမှာပြည်နယ်အချို့မှာဝင်ရောက်ရှင်းပြန်ခဲ့ပေမယ့်လမ်းဖန်ပြည်နယ်တစ်ခုမှသာအနိုင်ရခဲ့ပါတယ်။ခွန်ခံပြည်နယ်မှာပြည်သူ့ပါတီမှကိုယ်စားလှယ်လောင်းပန်ချာမပွန်3လပွန်ဟာပြန်ဘက်ကုစလေလောင်း4ဦးနဲ့ရှင်းပြရမှာဖြစ်ပါတယ်။ ပီတာကတော့ပြည်သူ့ပါတီကိုထောက်ခံမှုအားကောင်းတဲ့မျိုးပြဒေသတွေပါဝင်နေခွန်ခံပြည်နယ်မှာအနိုင်ရဖို့မျှော်မှန်းထားပါတယ်ပီဂရက်နဲ့အော်ဂတ်စလာကအခြေခံဥပဒေဆိုင်ရာတရားရုံးဟာပီတာကိုအမျိုးသားလွန်ကြိုရင်းနဲ့ဘရင်စနစ်ကိုယူရချက်ရှိရှိထိခိုက်အောင်လှုပ်ဆောင်မှုနဲ့နိုင်ငံရေးလှုပ်ခွင့်စနစ်ပိတ်ပင်ခဲ့ပြီး MFP ကိုလည်းဖျက်သိမ်းမှုအမိန့်ချမှတ်ခဲ့ပါတယ်။ပီတာနဲ့အတူအခြား MFP အလို့အမှုဆောင်၉ဦးကိုလည်းနိုင်ငံရေးလောကကစနစ်ကြာပိတ်ပင်ခဲ့ပါတယ်။၂၀၂၃ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ MFP ပါတီကအနိုင်ရခဲ့ပေမယ့် ညွန်ပေါင်းအစိုးရဖွဲ့နိုင်ခြင်းမရှိတာကြောင့်ဒုတိယမဲအများဆုံးရရှိခဲ့တဲ့အဖြူတိုင်းပါတီကညွန်ပေါင်းအစိုးရဖွဲ့ကအာဏာရရှိခဲ့ပါတယ်။